တင်ဆက်ပေးမယ့်သတင်းကတော့ရှစ်သူမိသားစုကြောင့်ဘုံခွဲမယ်လို့ထင်ရောက်တဲ့သူထောင်နဲ့ရှစ်လမ်းရှမှတ်ခင်ရတဲ့သတင်းပဲဖြစ်ပါတယ်။ရှစ်သူမိသားစုရဲ့လောရက်ကုန်မကျေနပ်တာကြောင့်အပျော်စီးစိမ်ငယ်တင်မော်တဆင်ကိုဘုံခွဲမယ်လို့ချိန်ရှောက်ခဲ့တဲ့အမေရိကန်နိုင်ငံမီရှိဂန်ပြည်နယ်မှာနေထိုင်နေတဲ့စကြောတတ်တအုပ်ကိုထောင်နဲ့ရှစ်လမ်းရှမှတ်လိုက်တယ်လို့သိရပါတယ်။ ဂျိုဂျူအာနာရဲ့လိုဘီလိုလို့အမည်ရတဲ့ဆရာသက်အမျိုးသားတအူဟာ2024ခုနှစ်ဇန်နဝါရီလကအမေရိကန်နိုင်ငံဖလော်ရီဒါတီနယ်မိုင်ယာမီကမ်းခြေကနေဂျာမနီနိုင်ငံကိုထွက်ခွာတဲ့အပျော်စိစိန်ငယ်တင်မတော်တစင်မှာဘုံထောင်ထားရလို့ရှင်းပြခဲ့တာပဲဖြစ်ပါတယ်။ ဂျိုရှုအာဒါရဲ့လိုဝီရဲ့သူနဲ့သူမရဲ့မိဘတွေကအပျော်စီတင်မောနဲ့သွားမခီးရေးစင်မှာဂျိုရှုအာဒါရဲ့လိုဝီကိုမခေါ်ဘဲသူတို့အိမ်ဆောင်ပေးဖို့နဲ့အိမ်မှာမွေးထားတဲ့အိမ်မူတရိစ္ဆာန်တွေကိုဆောက်ရှောက်ပေးဖို့အတွက်တာဝန်ပေးခဲ့တာဖြစ်ပြီးတော့အဲ့လိုလှုံ့ဆော်တာကိုမကျေနပ်တာကြောင့်ဖုံးထောင်ထားတယ်ဆိုပြီးတော့တင်မောကုမ္ပဏီစီကိုအီးမေးပို့တာရှင်းရှင်းခဲ့တာဖြစ်ပါတယ်ကျူချူအာဒါလိုဝီရဲ့ရှင်းရှားမှုကြောင့်တင်မောကိုနိုင်ပေါင်းများစွာရိုက်တန့်ပြီးတော့ဘုန်းရှာဝင်မှုတွေလည်းလှုပ်ဆောင်ကြရတယ်လို့သိရပါဗျ။ဒီတဲ့တွေကိုတော့ညင်ကြံဟွာပေးပို့လာပါဗျ။